အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီရိုဖိုင်းတွေတော့ဒေါ်လာရေးရဲဘော်တွေကိုမူရစေးကြွေးပြီးစီးယုံနဲ့ဒေါ်လာရေးခေါင်းဆောင်တချို့ကိုဖော်ထုတ်လာတဲ့ဒုတက်ခွဲမှုစုစုနိုးသူရဲ့ရုပ်သံမီရိုခလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာဒုတက်ခွဲမှုစုစုနိုးသူဟာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းခေါင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ီတွန်လှန်ရေးမှာဘလို့ဖြစ်နေကြလဲဆိုတော့သူနဲ့ငါအပြိုင်ဆိုင်နေလောကကြီးမှာလူတွေဟာပြိုင်လူတိုင်းလူတိုင်းပြိုင်ဆိုင်ကြတာထက်အဲဒီတရင်တက်ဖွဲ့တက်ခွဲတွေမှာလည်းအပြိုင်ဆိုင်နေရှိကြတယ်အပြိုင်ဆိုင်နေလုံနေကြတယ်အပြိုင်ဆိုင်နေလုံနေကြအပြိုင်ဆိုင်လုတာဟာတွန်လှန်ရေးမှာဟိုသူတို့ကတိုက်တယ်ဟာလာသူတို့ကဘယ်နေရာမှာတိုက်လဲငါတို့ကဘယ်နေရာမှာတိုက်လိုက်မယ်သူတို့ဘယ်နေရာကိုသိမ်းလိုက်ငါတို့တော့ဘယ်နေရာကိုသိမ်းလိုက်မယ်ဆိုတဲ့အပြိုင်ဆိုင်မှုမျိုးကိုပဲလိုချင်တာဟာလာအဲ့လိုပြိုင်ဆိုင်မှုကမရှိဘူးသူမှလက်နက်ဘလောက်ရှိတာငါမှအင်အားဘလောက်ရှိတာလဲစသည်အဖြစ်ပေါ့နော်အမဟိုအပြိုင်ဆိုင်နဲ့ပြီးကြတော့ဟို ခွဲတွေကလူစုပြီးတော့တစုဟိုတမင်းတွေပေါ့ထောင်တာရများတယ်ဒီမှာလက်ရှိရှိနေညမှာစီကန်တကြနဲ့အုပ်ချုပ်သွားမယ်ငါတို့ဘယ်နေရာမှာဝိုင်းဝန်းရမယ်ဘယ်နေရာမှာလိုအပ်နေရအောင်ဖြည့်စည်းရမလဲဆိုတာထက်ငါတို့ကိုယ်နဲ့ကဗိုလ်တက်လုပ်မယ်ငါတို့ကိုယ်နဲ့ကဗိုလ်တက်လုပ်မယ်ဆိုပြီးလူတွေကများတယ်များနေကြတယ်ဘိုးကြီးပဲလှုပ်ရှင်နေကြတာဟုတ်တယ်နော်ဘိုးကြီးပဲလှုပ်ရှင်နေကြမိမိအောက်ကကလေးတွေကိုဘယ်လိုကင်တွယ်ရမှာလဲဘယ်လိုထိန်းချုပ်ရမှာလဲစနစ်ကောင်းဖို့ဘယ်လိုဘယ်လိုလုပ်ရမလဲဆိုတာကိုသူတို့မသိဘူးစနစ်ကောင်းမှနိုင်ငံကောင်းမှဟုတ်တယ်နော် စနစ်ကောင်းမှ စီကံကောင်းမှလည်းစနစ်ကောင်းမှစနစ်ကောင်းမှလည်းနိုင်ငံကောင်းမှအတူတူပဲဒီဥစ္စာဒါရင်မရှိနေသေးတာဘယ်လိုလုပ်နိုင်ငံကောင်းမှအဲ့တော့နိုင်ငံအတွက်ပြည်သူအတွက်ဆိုအလက်ကားဖြစ်မနေဘူးလားဟုတ်တယ်နော်အဲ့တော့ပြောချင်တာဟိုလက်ရှိတက်ခွက်တစ်ခွက်အုပ်ချုပ်လို့ဆိုတက်ခွက်မှုကအဓိကအဲ့ခေရမယ်အခုဘာတွေဖြစ်နေလဲဆိုတော့ကလေးတွေကိုမူရီစေဝါတွေနဲ့ပြောအောင်ထားမယ်မူရီစေဝါတွေနဲ့ပြောအောင်ထားမယ်အဲ့ဟာတွေကလုံးဝလွဲမှားနေတဲ့အချက်တွေပဲလုံးဝလွဲမှားနေတဲ့အချက်တွေပဲဒီအဖွဲဒီမှာလွတ်လပ်မှုမရှိဘူး ဟာလာဟိုဘက်မှာမူးရေဆေးပါတုံးရတယ်ဟိုဘက်မှာလွတ်လပ်တယ်အဲ့ဆိုအဲ့ဘက်ကိုကလေးတွေကနေကျင်ကြတယ်အရင်ကနေရာတိုင်းမှာမူးရေဆေးပါတွေမှာရှေတန်းလို့ဆိုတဲ့နေရာမျိုးမှာတော့မူးရေဆေးပါ၃ခွဲဆွဲခွင့်ရှိတယ်ဒီပြည်နယ်ထဲမှာရနေတယ်ဘလို့တွေရနေတာလဲတော့မသိဘူးရနေတယ်ဒါတွေဟာအခြေအောက်ခြေခံမှာဘလို့မှမကောင်းနိုင်ဘူးငါတို့တစ်ခွဲအတွက်ဟာလာအင်းအားဖြစ်ဖို့ငါတို့တန်ရင်တစ်ခုထူထောင်နိုင်ဖို့အတွက်ညီပေါင်းစုံနဲ့မစည်းရုံးကြပါနဲ့ငါတို့ကငါတို့နိုင်ငံအတွက်ငါတို့ပြည်သူအတွက်ဆိုတာကိုတကယ်လုံနိုင်လားတကယ်လုံနေတာလား ။ဒီကအဓိကအရေးကြီးတယ်။ကျွန်တော်တို့ကနိုင်ငံကောင်းမှနိုင်ငံကောင်းဖို့အတွက်အခုအလုပ်လုပ်နေရတယ်။နိုင်ငံကောင်းမှပြည်သူကောင်းမှလေ။ဟုတ်လား။နိုင်ငံကောင်းမှပြည်သူကောင်းမှနိုင်ငံမကောင်းနေလို့အခုလိုပြည်သူတွေဒုက္ခရောက်နေတာလေ။တော့ကျွန်တော်တို့ခေါင်းစဉ်ကပြည်သူကိုကာကွယ်ဆောက်ရှောက်ဖို့ပြည်သူတွေကိုကဲ့တင်ဖို့ပြည်သူအသက်အိုးအိမ်စည်းကြိမ်တွေကိုကာကွယ်ဆောက်ရှောက်ဖို့ကာကွယ်ဖို့ပါဆိုဟိုလူကလည်းခေါင်းစဉ်တက်တယ်ပြည်သူကာကွယ်ရေးတက်မလို့ဒီလူကလည်းခေါင်းစဉ်တက်တယ်ပြည်သူကာကွယ်ရေးတက်မလို့ပြည်သူကာကိုပြည်သူကိုကာကွယ်ဖို့နေနေသားသားလက်ရှိမိမိတိုင်ရင်တက်ခွဲတဲ့ရဲဘော်တွေအောင်ကာကွယ်နိုင်လို့လားဟမ်စနစ်တကျအုပ်ချုပ်နိုင်လို့လားပေါ့လို့ပဲစားဗျံပဒအရင်းနဲ့ ုပ်ချုပ်နေတာဒီလိုမျိုးတွေဆက်ပြီးတော့အုပ်ချုပ်သွားလို့ကျွန်တော်တို့တော်လှန်ရေးကြီးအောင်ရင်လေဒီကလေးတွေဟာအကျင့်ပြတ်ချစားတဲ့ရဲဘော်တွေပဲဖြစ်ပါပဲနိုင်ငံကောင်းသားသမီးတွေဖြစ်မလာဘူးနိုင်ငံကောင်းသားသမီးတွေဖြစ်မလာဘူးစစ်သားကောင်းတွေဖြစ်မလာဘူးအကျင့်ပြတ်ချစားကုန်ပါပဲအဲ့တော့သူတို့တွေမှာအကျင့်ပြတ်ချစားရင်ဘယ်လိုသူတို့အုပ်ချုပ်မလဲ လုံအုပ်ချုပ်မလဲအရေးကြီးတဲ့အစိတ်ပိုင်းတွေကိုလူတွေကမလုပ်ဘူးလူတွေကအစိတ်အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုဟိုဘယ်လဲခေါင်းထဲကိုမထည့်ဘူးအပြိုင်ဆိုင်သူ့မှာအင်အားဘလောက်ငါ့မှာအင်အားဘလောက်ငါအင်အားဖြစ်ပြီးငါတက်ခွဲရနေစစ်ကြောင်းဖြစ်ဖို့တက်ရင်ဖြစ်ဖို့စသည်အဖြစ်ဒါတွေကိုပဲစ조사နေတာငါတို့ပြည်သူအတွက်ကိုအသေးသေးလေးခေါင်းထဲမှာထည့်တာအကြီးကြီးကတို့တို့အတွက်ပဲတို့စဉ်းစားနေကြရတာခေါင်းဆောင်ကပိုင်းတွေကအဲ့တော့ပြောပြချင်တာကဒီကလေးတွေကိုမှုရစေဝါးတွေနဲ့ဖြာယောင်းပြီးတော့ လူအင်အားတွေစုဖွဲ့ပြီးတော့အုပ်ချုပ်သွားမယ်တော်လှန်ရေးလှုပ်သွားမှာနဲ့စရင်စစ်စင်းမြင့်စီကံစနစ်တကျစီကံနဲ့စနစ်နဲ့ရှိဖို့အတွက်စကြနနလေးဒီကလေးတွေကိုအုပ်ချုပ်သွားရင်အယောက်20ပဲရှိပါစေအဲ့ဒီအယောက်20ဟာစစ်သားကောင်းဖြစ်မယ်နိုင်ငံသားကောင်းတွေဖြစ်မှာဟုတ်တယ်နော်အဲ့လိုကိုယ်စီမှာရှိရလူ90ရှိရင်90ကိုအဲ့လိုအုပ်ချုပ်ကမယ်လူ100ရှိရင်လူ100ကိုအုပ်ချုပ်ကမယ် တရာတွေကမှ90ပဲရှိပါသေးတယ်။အဲ့90ရာစက်သားကောင်းပဲ90တွေက100ရောက်ပဲရှိပါသေးတယ်။အဲ့100ရောက်ကစက်သားကောင်းဖြစ်ရမယ်။အခုတော့ကိုယ့်စီမှာအင်အားတစ်ခုရှိဖို့အတွက်ဟာလာဟိုနေမျိုးမျိုးတွေနဲ့ဟိုသူများသူမြင့်တက်ခွဲဟိုဘက်တက်ခွဲဘယ်နေရာပဲဖြစ်ဖြစ်ဘယ်ကနေပဲပြေးလာပြေးလာရောက်လာရောက်လာဟိုမြှူဆွဲပြီးတော့ခေါ်တယ်ရောက်လာရောက်လာငွေရစီဝိုင်းနဲ့ကလေးတွေကိုဖြာရောက်ထားတာလေဖြာရောက်ထားတယ်အတော်များများပဲနော်ခေါင်းစဉ်တစ်ခုဘယ်သူပါလို့ခေါင်းစဉ်တစ်ခုမတက်တာပဲဒီစကားတွေကဘယ်အဖွဲ့အစည်းတိုင်းရပဲကြာကြာ တော်တော်များများဒီလိုနီးတွေနဲ့ပဲကလေးတွေကိုတိမ်သွင်းထားတယ်စီယုံထားကြတယ်အဲ့တော့ကျွန်တော်တို့ဒီကလေးတွေကဘလို့လာလာကောင်းတော့မှာလဲအနာဂတ်ရဲ့ကလေးတွေပါဆိုတာဘလို့ဘလို့ဒီကလေးတွေကိုကျွန်တော်တို့ကဟိုပြည်သူကယုံကြည်အားကိုးရတော့မှာလဲဟင်ဘလို့အနာဂတ်ကျယ်ပွင့်လीတောက်ပါရတော့မှာလဲတချို့ကလေးတွေမူရစေဝါသုံးဆွဲနဲ့စစ်တိုက်နဲ့ဗျံပနာသေးတာတွေရှိတယ်နော်မသိတဲ့အခါကျတော့ဟာငါတို့ကလေးတွေကြာသွားတာကြာသွားတာယူယိုးမရခေါင်းဆောင်တွေသိဖို့နော် နေလို့စီးပွားရေးတစ်ခုအတွက်နဲ့ငါတို့ကလေးတွေကိုအဆုံးချမနေနဲ့နင်တို့လူအင်အားရရှိဖို့အတွက်ရိုးရိုးသားသားလေးနဲ့တော်လှန်ရေးစိတ်တဲ့အပြည့်အဝရှိဖို့စီယုံပါစီယုံပြီးတော့ခေါ်ယူပြီးတော့စောင့်ရှောက်ပါအင်အားတိုးပါအောင်လုပ်ပါအဲ့ဒီလိုမျိုးမလုပ်ဖဲနဲ့ဟိုဘယ်လိုပြောမလဲတဖက်ဒီမှာကစင်မြင့်စည်းကမ်းတင်းကျပ်ရင်ကလေးတွေကခုနပြောသလိုမျိုးပေါ့တကယ်စစ်မှန်တဲ့ကလေးတွေကဒီလိုအရာတွေမမှုဘူးရောင်ဝါးဝါးကလေးတွေကြတော့ကြောင်တောင်တောင်တွေဖြစ်တယ်ဟိုဘက်မှာက မူရီစီဝါသုံးဆွဲလို့ရတယ်အရက်သေးစားတောက်စားလို့ရတာငါတို့နေချင်းတွေနေလို့ရတယ်တနက်တကားကားနဲ့သွားလိုက်လာလိုက်သွားလိုက်လာလိုက်တနက်တကားကားနဲ့နေချင်းတယ်လို့နေလို့ရတယ်ကိုယ့်ရဲ့တန်ရင်တက်ခွဲမှာစစ်တပင် စိုက်ဖို့တောင်မှလှုပ်ချင်ကင်စင်ချင်းမရှိဘဲနဲ့တနက်တကားကားနဲ့သွားသွားသွားလာလာနဲ့သွားသွားလာလာတော့စစ်တိုက်ဖို့မဟုတ်ဘူးနော်စစ်တိုက်တာကိုမပြောဘူးစစ်တိုက်သေးကိုရှေ့တန်းသွားရမယ်ဆိုရင်ကြောက်ပြီးတော့မသွားတဲ့ခလေးတပုံဟုတ်တယ်ဘာလို့လဲစစ်တိုက်တာအခက်မသိရင်သေတတ်တယ်မှန်တယ်လက်ခံပြီးတယ်အဲ့ဒါဟုတ်တယ်နော်အခက်မသိရင်စိတ်ထားလေမသွားရအောင်တတ်တိကြောင်လည်းနဲတယ်ရတယ်အရှင်းမသွားရင်နောက်တန်းမှရှိတဲ့ဝေယာဝိစာကိုလုပ်ရမယ် စသည်အဖြစ်ပေါ့နော်အများကြီးပဲခလေးတွေမှာရှိတယ်အဲ့တော့ခေါင်းဆောင်ပိုင်းနေအနေနဲ့မိမိတို့စီမှာရောက်ရှိနေတဲ့ခလေးတွေကိုတိတိချာချာလေးစီကန်းတကြလေးထိန်အုပ်ချုပ်ပါနော်စစ်သားတယောက်စစ်သားလို့ပဲသုံးနှုံးတယ်စစ်သားလို့ပဲသုံးနှုံးဘာလို့လဲလက်နဲ့ကင်တာဖြစ်တဲ့အတွက်နော်ဘယ်လက်နဲ့ကင်အဖွဲစည်းမစူစစ်သားပဲစစ်သားပဲဘာလို့လဲစစ်ဆောင်မှာမဟုတ်တာဟုတ်တယ်နော်စစ်တာနဲ့စစ်ဆောင်နဲ့ရှိသေးတယ်စစ်ဆောင်ဆိုတာလက်နဲ့မကင်ဘူးစစ်ဘေးတွေရှောင်တာရှိတယ်လို့မြောက်လိုက်ဖမ်းဖမ်းမအောင်ကြောက်လို့ ဖမ်းမကြောက်လို့ထပ်ပြေးထပ်ပြေးတာပေါ့နော်ဖမ်းမကြောက်လို့တနေ့ရမှာလာရှောင်နေတာပေါ့နော်ဒါမျိုးဟာလေဟိုစစ်ရှောင်ပဲအဲ့လိုမဟုတ်ဘဲနဲ့ငါတို့ကပြည်သူအတွက်တိုက်ပွဲဝင်ကျင်စိုးဆိုပြီးတော့မှလက်နက်ကင်ရောက်လာတာကစစ်သားပဲဟုတ်တယ်နော်စစ်သားပဲအဲ့တော့စစ်သားလို့ဖြစ်ပြီးဆိုရင်စစ်စင်ကြီးစီကံအုပ်ချုပ်ကမယ်အရက်သားတော်အရက်မှာအရက်စီကံရှိတယ်စစ်သားမှာလည်းစစ်စင်ကြီးစီကံရှိတယ်မိမိတို့ရဲ့အုံဆောင်ပစ္စည်းတွေကိုတန်ဖိုးထားဖို့မိမိတို့ကင်ဆောင်ထားတဲ့လက်နက်တွေကိုတန်ဖိုးထားဖို့ သူတို့တွေကနေမှတဆင့်နောက်လာနောက်နောက်တက်လာတဲ့တော်လန်ရဲ့ညီကိုမောင်နှမတွေကိုစင်ကဲစင်ကဲအုပ်ချုပ်သွားနိုင်ဖို့ဟုတ်လားသူတို့တွေကမှပြန်ပြီးတော့မှနောက်ထပ်ဒီအနာဂတ်ထထထထပြီးရောက်လာတဲ့မျိုးဆက်တွေကိုပြန်ပြီးတော့တို့ကလက်ဆင့်ကမ်းသွားမှာအုပ်ချုပ်သွားမှာကိုကဲသွားမှာသူတွေဖြစ်တယ်ကိုကဲသွားပြင်မယ်လက်ရှိမိမိမှာရှိနေတဲ့လူတွေကိုဒီလိုမျိုးစီကံတကြနဲ့စနစ်တကြနဲ့မထိန်ချုပ်ထားဘူးမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ရှစ်ဆက်ပြီးတော့မှဟမ်ဟိုပြဿနာဘောင်းဆောင်မျိုးဘယ်လိုဖြေရှင်းမလဲဘယ်လိုအုပ်ချုပ်နိုင်မလဲ ဘယ်လိုအုပ်ချုပ်မလဲကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကအာနာရှင်ကိုတော်လှန်ဖို့အာနာရှင်အမြင့်ပြတိုက်ထုတ်ဖို့တခုဖြစ်တယ်မှန်တယ်ဒါပေမဲ့စနစ်တကျရှိဖို့လိုတယ်ဒီကလေးတွေကတော်လှန်ရေးပြီးသွားရင်သွားနေလို့ဘာလို့မြောင်းနေသွားသွားသွားချင်တယ်သွားတည်ချင်တဲ့နေရာမှာသွားတည်သွားနေချင်တဲ့နေရာမှာနေစုပြီးကျွန်တော်တို့လွတ်လိုက်လို့မရဘူးဒီကလေးတို့ရေဆုံးမြေဆုံးတိကျွန်တော်တို့မှတောင်းရင်ယူရမယ်ကုညီရမယ်လိုရတဲ့လိုအပ်အရာတွေကိုတင်ပြပေးရမှာပဲတင်ချားပေးရမှာပဲအဲ့ဒါခေါင်းဆောင်တွေရဲ့အလုပ်ပဲဟုတ်လားဟိုတိုက်ပွဲတစ်ခုသွားတိုက်တယ်တိုက်ပွဲချက်ကိုကြီးညာလိုက်တယ် အင်အားဘယ်လောက်ရှိတယ်ဟုတ်လားအင်အားဘယ်လောက်ရှိတယ်ကြီးညာလိုက်တယ်တိုက်ပွဲတစ်ခုကိုသွားတိုက်တယ်ကြီးညာတယ်အဲ့ဒီရဲ့နောက်မှာပေးဆက်နေရတာအများကြီးပဲဘာကြောက်လဲဆိုတာလည်းရှိသေးတယ်မိမိတို့ကလေးတွေမိမိတို့စနစ်တကျတင်ပေးထားမှုမရှိဘူးစနစ်တကျကုတ်ကဲထားမှုမရှိဘူးအုတ်ချုပ်ထားမှုမရှိဘူးတိုက်ခတ်ရေးဆွမ်းရေးဘယ်လောက်ပဲကောင်းကောင်းစီယုံရေးဆွမ်းရေးမကောင်းရင်လည်းအလကားပဲအုတ်ချုပ်မှုဆွမ်းရေးမကောင်းရင် အလကားပဲမြင်တိုက်ခတ်ရေးတော့ကောင်းတယ်ဒါပေမဲ့နေ့မှာအုတ်ချုပ်မှုမကောင်းတဲ့ခါကျတော့နှစ်ကလေးတွေဘယံမတာဖြစ်မနေဘူးလား အရင်မလားဖြစ်နေတယ်အဲ့ဒါဘာလို့လဲအဲ့တော့ကိုကတိုက်ခိုက်ရေးစွမ်းရည်လည်းကောင်းရမယ်အုတ်ချုံမှုစွမ်းရည်လည်းကောင်းရမယ်ကုကဲမှုလည်းကောင်းရမယ်ဒါတွေကိုကိုကအဓိကအခြေတကြကန့်တွယ်နိုင်ရမယ်ခေါင်းဆောင်တွေကစီကန်တကြထိန်းချုပ်နိုင်မှာငါတို့စီကန်တေးကြလို့တို့မနေလို့ပြေးတယ်ထွက်ပြေးတယ်ရဲဘော်တွေကဘာလို့လဲမွေးရေးစေဝါသားကောင်တွေဖြစ်သွားပြီလေဒီကလေးတော်လည်းရဲဘော်တွေတတော်များများတတော်ကိုမှတတော်များများမရှိဘူးဆိုတဲ့တိုင်ရင်တက်ခွဲမရှိဘူးဗျာဒီနေမြီမှာဟုတ်တယ်နော်မရှိဘူးဆိုတဲ့မွေးရေးစေဝါမဆုံးရပါဘူးစီမီစီကန်ထုတ်ထားပါဆိုတဲ့နေမြီပြော မတုံးရမတုံးဆွဲရပါဘူးတုံးဆွဲရင်အပြစ်ပေးအပြစ်ကြီးမားစွာအပြစ်ပေးမှမယ်တိုင်ရင်တက်ခွဲထဲမှာမရှိပါဘူးပြောဘယ်တိုင်ရင်တက်ခွဲရှိလဲပြောင်းလဲပြောင်းသားမလုပ်နဲ့တိုင်ရင်တက်ခွဲတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတယ်ဟုတ်တယ်နော်ကျွန်တော်တော်လန်ကြီး၄နေရှိသွားပြီ၄နေရှိသွားပြီအစိုးတွေရောအကောင့်တွေရောကျွန်တော်ကိုနိုင်ရှေ့အစ်မြင့်နေပြင်ကိုအချိန်ချင်းဆင်ထွက်ခဲ့ပြီးသားအနောက်မှာလည်းဘဟုတုဒ္ဒဘောင်းဆောင်မျိုးနဲ့နေခဲ့ပြီးသားကျွန်တော်နိုးကြည့်ပါဘူး ဟုတ်တယ်နော်အဲ့တော့ပြောချင်တာကကိုတက်ရင် တက်ခွဲเนาะမင်္ဂလာပါအမရေเนาะအားလုံးကိုလည်းမင်္ဂလာပါရှင်เนาะအားလုံးကိုလည်းအခုလို లై ကြီးတက်လာပြီးပြီးတော့မှာပေါ့เนาะမဆွေရဲ့ లై ကြီးကိုနားထောင်ပေးတဲ့အတွက်လည်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အထူးထူးကိုလည်းကျေးဇူးတင်ပါတယ်မဆွေရဲ့ లై ပို့လေးတွေကိုလည်း లై and share လေးတွေနဲ့လုပ်ပေးကြပါပြီးလို့ရှိရင်လည်းအောက်မှာအမြင်လေးတွေလည်း comment ကလေးရေးသွားပေးကြပါအတွေ့အကြုံဖက်လေတာပဲမဆွေကဟို online ပေါ်ကနေတယောက်နဲ့တယောက်ကလက်ရှိမြေပြင်မှာသူရှိနေကြတာမဟုတ်တဲ့အတွက်ပေါ့เนาะ online ပေါ်မှာရှိနေတာဖြစ်တဲ့အတွက် online ပေါ်ကနေပြီးတော့မှာဟိုအချင်းချင်းပေါ့เนาะအတွေ့ဖက်လေသွားမယ်ဟိုဆွေးနွေးသွားမယ်ပေါ့เนาะအဲ့တော့ဟိုဟာလေးတွေပေါ့เนาะကိုယ့်ရဲ့ဟို အတိရှိအတိဘယ်လိုပြောမလဲဟိုတွေးတွေးမိတဲ့လောက်ကလေးတွေပေါ့နော်ဖြစ်နိုင်စီလေးတွေတွေးမိတဲ့ကလေးလိုအပ်တာလေးတွေကိုဖြည့်ဆွမ်းပြီးတော့ comment ကလေးတွေရေးသွားပေးကြပါနော်အဲ့တော့မစုခုနကပြောတာတော့ခေါင်းဆောင်ဘိုင်းနေရဲ့အချက်ပဲဘာလို့ခေါင်းဆောင်ဘိုင်းနေရဲ့အချက်လဲဆိုတော့ခေါင်းဆောင်တွေဟာဟိုမိမိတို့တိုင်ရင်တက်ခွဲအတွက်ကိုပဲကြည့်ပြီးတော့ပါကလေးတွေကိုခုနကလိုမျိုးပေါ့နော်ဟိုညီပေါင်းစုံနဲ့စီယုံရပါတယ်ညီပေါင်းစုံနဲ့စီယုံရတယ်ဘာလို့လဲအင်အားတစ်ခုရှိဖို့တက်ခွဲတက်ခွဲပြီးတက်ခွဲတွေခွဲထွက်တယ်အများကြီးပဲတိုင်ရင်တိုင်ရင်တက်ခွဲစစ်ကြောင်းတွေဘာလို့များနေတာလဲဘာလို့တက်ဖွဲ့ပြီးတက်ခွဲတွေတိုးတိုးလာတာလဲအဲ့တော့ဂုံတို့ကိုပြိုင်နေသူကလောက်ကြတာဂုံတို့ကိုပြိုင်နေလောက်နေကြတာ ုံထုပ်ကုန်မြိုင်နေအဲ့ဒီလိုဂုံထုပ်ကုန်မြိုင်မလုတ်ဖဲနဲ့ကျွန်တော်ပြောတာမလုတ်ဖဲနဲ့မိမိတို့တိုင်ရင်ဘက်ဖြစ်ဖြစ်တက်ခွဲဘက်ဖြစ်ယူဟာဘက်ဖြစ်ဖြစ်စနစ်တကျစနစ်တကျဟိုခြေကုပ်ယူပြီးတော့မှာပေါ့နော်စနစ်တကျလေးစီကန်းရှိရှိလေးနဲ့အုပ်ချုပ်သွားပေးပါမူရစေဝါပပြောက်ဖို့လေလို့တယ်မူရစေဝါလုံးဝပပြောက်ဖို့အတွက်မဖြစ်နိုင်ဘူးဆိုတာသိတယ်မဖြစ်နိုင်ဘူးမပပြောက်နိုင်ဘူးဘယ်နေရာမှမပပြောက်ဘူးဒါပေမဲ့မိမိတို့တိုင်ရင်တက်ခွဲတာခလေးတွေမတုံဆွဲဖို့တုံဆွဲခွင့်မပြုတ်ဘူးဟုတ်တယ်နော်တုံးဆွဲခွင့်မပြုတ်ဘူးတုံးဆွဲတဲ့ကလေးတွေကိုလည်းထိရောက်စွာအပြစ်ပေးဖို့အရေးယူဖို့လိုတယ် အဲ့တော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကလေးတွေကိုမူးယစ်ဆေးဝါးတွေနဲ့စီယုံပြီးတော့အင်းအားစုတယ်သူများတက်ဖွဲ့ကျွန်တော်ပြောပြမယ်ဗျာအခုကျွန်တော်ရဲ့စစ်ကြောင်းကကလေးတချို့တခြားစစ်ကြောင်းကိုပြောင်းသွားကြတယ်ဖတ်ပြေးသွားတယ်ဖတ်ပြေးသွားတယ်ဘာလို့လဲဟိုဘက်မှာမူးယစ်ဆေးဝါးသုံးရတယ်ဟုတ်တယ်နော်မူးယစ်ဆေးဝါးသုံးဆွဲလို့ရတယ်မူးယစ်ဆေးဝါးကြောက်ပဲဟိုသူကကားကောင်တွေဖြစ်သွားပြီအဲ့တော့သူတို့ကိုကျွန်တော်မနှက်မျောဘူး မနဲ့မျောပါဘူးဒါပေမဲ့ခုနကပြောသလိုမျိုးပေါ့ကလေးတွေကအနာဂတ်တွေမကောင်းเนาะကလေးတွေအနာဂတ်တွေပျောက်တယ်အဲ့တော့ဒီမက်ဆိုအခုလွှင့်နေတဲ့ပို့ကိုကြည်နေတဲ့လော်လန်ရေးတက်ဖွဲ့ဝင်ရဲဘော်တွေလည်းရှီကောင်းရှိနိုင်လိမ့်မယ်အဲ့တော့အဲ့ရဲဘော်တွေကလည်းအမပြောသွားတဲ့စကားဟာဟုတ်လားမဟုတ်ဘူးလားဆိုတာလည်းရဲဘော်တွေသိလိမ့်မယ်ဘာဖြစ်လို့လဲဒီကျောင်းမှာမပြောလို့တာပဲရှိမယ်ရဲဘော်အားလုံးကလည်းအကုန်သိကြတာကြီးပဲဟုတ်တယ်နော်အဲ့တော့ဟိုတခွဲပြီးတခွဲတဖွဲ့ပြီးတဖွဲ့တဖွဲ့ပြီးတဖွဲ့ပဲ တိုးတိုးလာတယ်တိတိချာချာစနစ်တကျလေးနဲ့စီကင်ရှိရှိလေးနဲ့မူပေါင်းကြကြလေးနဲ့တော့တော်လှန်ရေးကိုဟိုလှုပ်ဆောင်သွားဖို့ကြတော့မရှိဘူးအပြိုင်ဆိုင်ပြိုင်နာပြိုင်နာအပြိုင်ဆိုင်ငါငါတက်ခွဲမှာငါတက်ခွဲငါတက်ခွဲရလူပနေရောက်ရတယ်လူပနေရောက်ရှိတယ်ဟုတ်လားငါတို့တက်ခွဲရတော့စစ်တောင်းဖြစ်ပြီးငါတို့တက်ခွဲတက်ရင်ဖြစ်ပြီးစူးစမ်းမှုတော့ကိုချီးကျူးပါတယ်ဟုတ်လားကိုစူးစမ်းလို့ကိုတက်ရင်ကနေတက်ခွဲရနေဟုတ်လားစစ်တောင်းဖြစ်တယ်တက်ရင်ဖြစ်တယ်စူးစမ်းမှုချီးကျူးတယ်ဘာလို့လဲဆိုတော့အင်အားတစ်ခုကောင်းနေကျွန်တော်တို့ကဟိုပန်းနိုင်ရုံမြ мян ရောက်လေပဲဒါပေမဲ့ ငါတို့ရဲ့စူးစမ်းမှုကရိုးသားလာတစ်ဖက်မှာဘလောက်နစ်နာသွားပြီလဲတစ်ဖက်မှာဘလောက်နစ်လာသွားပြီလဲသူများလူတယောက်ကိုရောက်ဖို့သူများတိုက်ရင်တက်ခွာရဘလောက်ထိဒုက္ခခံပြီးတော့ခေါ်ယူဆောက်ရှောက်ထားတာလဲဘလူတွေကိုစီကံတကြနဲ့တင်ပေးထားတာလဲဒီလိုလူတွေကိုလက်ထဲကနေပြီးတော့မှငါတို့ကဒီလိုမျိုးစီယုံပြီးတော့ခေါ်ယူလို့စင်ပြေပါမလားလက်တလုံးကြားလေးလှုပ်လိုက်တယ်ခေါ်လို့ရောက်လာတယ်ချက်ချင်းတင်တန်းတလာပို့လိုက်တယ်နောက်နေ့တင်တန်းတလာပြီးသွားရင်သူတို့ရဲဘော်ဆိုပြီးတော့လှုပ်လိုက်တယ်လူဘာဝနေတာကြီးအများကြီးပဲရှိတယ်ဟိုက်ထဲမှာ ဟုတ်တယ်နော်လူဘာဝကအများကြီးအဲ့တော့အဲ့လိုမျိုးနီးတွေနဲ့လုံးမဲ့အတူတူကျွန်တော်ပြောချင်တာစီကန်ရှိရှိလေးနဲ့အုပ်ချုပ်သွားရင်နော်စီကန်တကြလေးနဲ့အုပ်ချုပ်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ခလေးတွေဟာစစ်မှန်တဲ့လင်းကောင်းပေါ်ကိုရောက်လာပြီးတော့မှတကယ်ကိုပြည်သူအတွက်အနာကောင်းကောင်းတွေရရှိလာမယ်လူငယ်တွေလူတော်တွေဖြစ်လာမှာလေအဲ့လိုလူတော်တွေကို လူငယ်တွေကပဲကြိုးစားရတာလူငယ်တွေကပဲလူတော်တွေဖြစ်လာကြတာအဲ့ဒီလူငယ်တွေကပဲလူတော်တွေဖြစ်အောင်လို့လူကြီးတွေကပဲရှေ့ဥဆောင်လမ်းပြတွေလုပ်ပေးနေရတာဒီလိုမျိုးမှမလုပ်ပေးဘူးဆိုရင်လူငယ်တွေဟာရောက်ချင်ရတယ်ရောက်တယ်အခုဆိုတော်တော် များများတွေကစိတ်တွေပြတ်ပြီးတော့စိတ်တွေလေးပြီးတော့မှထိုင်းဘက်တွေကိုလည်းရောက်သွားကြတာအများကြီးပဲเนาะထိုင်းဘက်တွေရောက်သွားတယ်ဟိုဘယ်လိုပြောမလဲမပြောချင်တော့ဘူးဗျာအခုလိုကျွန်တော်လိုမျိုးကမပြောဘူးသိတယ်မပြောဘူးမပြောဘဲနဲ့မနေချင်တော့လို့ဟိုထွက်သွားတဲ့လူတွေပေါ့เนาะအများကြီးရှိတယ် အများကြီးရှိတယ်ဒီမူပေါင်းတွေဒီစနစ်တွေမကြိုက်လို့ပေါ့နော်မကြိုက်ဘူးဒီမူပေါင်းတွေဒီစနစ်တွေမကြိုက်လို့မကြိုက်လို့ပေါ့နော်ငါတို့ဒီထဲမှာမနေဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုထွက်သွားတဲ့ခလေးတွေအများကြီးရှိတယ်ဟိုဒီဒီမူရစေဝါတွေထဲမှာနုံနစ်နေတဲ့ခလေးတွေကလည်းအများကြီးပဲရှိနေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ခလေးတွေကိုကောင်းကောင်းမွန်မွန်စနစ်တကျနဲ့ချုပ်ပြီးပါကျွန်တော်တို့ရဲ့ခလေးတွေဟာလုံးဝမင်းအောင်လိုင်လို့စစ်တက်ကြီးကိုအန်တုပြီးတော့ရှင်ပြိုင်နေရတာဖြစ်တယ်0ကနေစခဲ့တာကျွန်တော်တို့ကလက်သုံးချောင်းမဲ့စခဲ့လက်မလာရရနေစခဲ့ရတာဖြစ်တယ်တိုက်ပွဲတစ်ခုကိုဝင်လာခဲ့ရတာဖြစ်တယ်သူတို့ကကျွန်တော်တို့ထက် အများကြီးအတွေ့အကြုံတွေရှိတယ်ဗဟုသုတတွေလည်းရှိတယ်ပြီးတော့စနစ်တကျအုပ်ချုပ်ပြီးတော့ထူထောင်ထားခဲ့တဲ့စစ်တပ်ကြီးဖြစ်တဲ့အတွက်စီကန်းဆိုလည်းကျွန်တော်တို့တက်ကောင်းတယ်စစ်အမိတ်ဆိုရင်ဒါပဲဝက်လုံးကဝက်လုံးမဲ့ဝက်ချမ်းဖြစ်မလားဝက်ချမ်းကဝက်ချမ်းမဲ့ဝက်လုံးမဖြစ်ရဘူးဟုတ်တယ်နော်ဒီလန်းကသွားဒီလန်းသွားဆိုရင်ဒီလန်းမဲ့သွားကိုလန်းမသွားနဲ့ဒီချိန်ရောက်ဆိုရင်ဒီချိန်ရောက်ပဲကိုချိန်မှမရောက်နဲ့အဲ့လိုစစ်တပ်ကြီးကိုကျွန်တော်တို့ကအန်တုပြီးတော့မှရှင်ပြိုင်တိုက်ခိုက်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေးတွေဟာတော်မရမှာ အစစညာညာအသိဉာဏ်တွေပွင့်လင်းရမယ်နော်ဖြတ်ထုံးဉာဏ်တွေကောင်းမယ်အသိဉာဏ်တွေပွင့်လင်းရမယ်တတိပြတိတွေကောင်းရမယ်နော်တတိပြတိတွေကောင်းရမယ်အသိအမြင်တွေကျေပြန့်နေရမယ်စီကင်းတွေကောင်းနေရမယ်စနစ်တွေကောင်းနေရမယ်နော်အဲ့လိုမျိုးတွေကိုမအုပ်ချုပ်နိုင်တဲ့ရွေးရတော့ခုနကျွန်တော်တို့နိုင်ငံဟာမြန်မာနိုင်ငံအတွက်အပြည်သူအတွက်ဆိုတာယူနိုင်ငံတော်ငါတို့နိုင်ငံအတွက်ငါတို့ပြည်သူအတွက်ဆိုလုံနေတာတွေကလွဲနေတယ်ခေါင်းဆောင်တွေရဲ့နော်ခေါင်းဆောင်ပိုင်းတွေလွဲနေတယ်လွဲနေတယ်ကဲဟုတ်ပြီရဲဘော်တွေကိုပြောမယ် ရဲဘော်တွေကိုပြောမယ်မိမိတို့လာတာကအချက်၃ချက်ပေးဆက်ပြီးတော့လာတာဟုတ်တယ်နော်မိမိတို့ဒီတွန်လိုင်းရေးတက်ဖွဲ့တွေကိုလာတာအချက်၃ချက်ပေးပြီးတော့ပေးဆက်ပြီးတော့လာတာနံပါတ်၁အချက်နံပါတ်၁အချက်ကမိမိတို့ရဲ့မိသားစုမိမိတို့ရဲ့မိသားစုကိုစွန့်လွတ်ခဲ့ရတာနံပါတ်၁ပေးဆက်မှုဟုတ်တယ်နော်နံပါတ်၂အချက်ကမိမိရဲ့အသက်မိမိရဲ့အသက် သိန်းတစ်ထောင်ပေးလို့အဆက်ပြန်ရှင်ခွင့်ရမလားမိမိရဲ့မိသားစုကရောသိန်းတစ်ထောင်ပေးလို့မိသားစုဘဝကိုပြန်ရနိုင်ပါမလားမိမိရဲ့အဆက်ကလည်းသိန်းတစ်ထောင်ပေးလို့ပြန်ဝယ်ယူလို့ရမလားပေးဆက်မှုနှစ်ခုရှိပြီနံပါတ်3ရဲ့ပေးဆက်မှုကမိမိတို့ရဲ့ဥစ္စာပစ္စည်းစီးပွားရေးတွေကိုဆွလွတ်ခဲ့ပြီးတော့မှဒီတော်လှန်ရေးတပ်ဖွဲ့တွေကိုရောက်လာတာနံပါတ်3အချက်ပေးဆက်မှုက3ခုရှိတယ်အကြီးပဲ ပစ္စံမှုသုံးခုနဲ့ကျွန်တော်တို့ဒီကိုရောက်လာတာပစ္စံဘလောက်ပဲပေးပေးပြင်မရနိုင်နဲ့ကျွန်တော်တို့အသက်ကိုရင်းထားတာဖြစ်တဲ့အတွက်နောက်ထပ်ပေးဆက်မှုကဘာမှမရှိတော့ဘူးအသိမွားလေးတွေပဲဟုတ်တယ်နော်ကိုယ့်ရဲ့အသက်တောင်ပြန်နမထားဘဲနဲ့တော်လှန်ရေးတဲ့ကိုလာပြီးတော့တိုက်ပွဲဝင်နေရတာကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေလည်းပြင်လို့ရတယ်ဟုတ်တယ်နော်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေပြင်မယ်ဘေးအရာမစိုးအကုန်လုံးပြင်သွားနိုင်တယ်ငါတို့ဘေးအရာမစိုးပေးဆက်ရမယ့်အရာလေးကစစ်စစ်လေးတွေငါတို့ကအကြီးကြီးတွေပေးဆက်ကြတာ အကြီးကြီးတွေပေးဆက်ထားတာဖြစ်တဲ့ရဲဘော်တွေတိထားဖို့ငါတို့ဘဝတွေငါတို့အဆက်တွေနဲ့ရင်းပြီးတော့ဒီတော်လှန်ရေးတွေကိုရောက်လာပြီးတော့ဘာမှဟုတ်တဲ့နုံမှာငါတို့အနစ်ခံပြီးတော့ဘဝထက်ပြီးတော့အပြက်ခံပါလားအဆုံးရှုံးခံပါလားငါတို့ကပြည်သူအတွက်ငါတို့နိုင်ငံအတွက်ငါတို့ပြည်သူအတွက်ဆိုပြီးငါတို့အဆက်တွေစွန့်ပြီးတော့ရင်းပြီးတော့ဒီနေရာကိုလာတာလေဟုတ်တယ်နော်ဒီနေရာကိုငါတို့အဆက်တွေနဲ့ရင်းပြီးတော့ရောက်လာတာအဲ့ဒီအဆက်နဲ့ရင်းထားတဲ့နေရာတစ်ခုကခုနကပြောတဲ့လိုမျိုးပဲလမ်းမပေါ်တွေကိုငါတို့လိုက်နေမယ်ဆိုရင် ာယာမှုတွေပေါ်ကိုလိုက်နေမယ်ဆိုရင်ငါတို့ရဲ့ငတ်ပြတ်မှုတွေပင်မဆင်းရဲမှုတွေပေါ်ကိုညှို့ညင်းနေမယ်စိတ်ပြန့်နေမယ်ဆိုရင်ဘယ်လိုလုပ်လဲငါတို့ငတ်တယ်ငတ်ပြတ်မှုတွေရှိတယ်ငါတို့ငတ်ပြတ်မှုတွေကဟုတ်လားစားချင်တာမစားအောင်တောက်ချင်တာ မတောက်ရအောင်နေချင်တယ်လို့မနေရဘူးဝှစ်ချင်တာမဝှစ်ရဘူးဟုတ်ပြီဒီလိုနေနေရပြီအဲ့တော့ငါတို့ကိုပက်ဆန်လာပေးပြီးတော့စီယုံတယ်ညှူဆွဲတယ်မုတ်ဖိုးရတယ်မုတ်ဖိုးရတယ်အဲ့တော့အဲ့ဒီလိုရရမုတ်ဖိုးလေးတွေဟာငါတို့အတွက်ဟုတ်လားဟို မဟုတ်ဝယ်စားလို့ရမယ်ဟာလားဟိုလိုအပ်တာကိုဝယ်လို့ရတယ်ဆိုတော့အတွေးတစ်ခုနဲ့ပတ်စံနာကိုလိုက်လာပြီတော်လန်ရေးရဲဘော်တွေကပတ်စံနာကိုလိုက်လာပြီတကယ်ပတ်စံနာကိုလိုက်လာပြီတော်လန်ရေးရဲဘော်တွေပတ်စံနာကိုလိုက်လာပြီအရာရာမဖိုးနဲ့တိုင်းတာလာပြီပတ်စံနဲ့တိုင်းတာလာပြီပတ်စံရမှပတ်စံရမှဆိုတော့အတွေးတွေခေါင်းထဲကိုဝင်လာပြီတော်လန်ရေးရဲဘော်တွေအကုန်လုံးမဟုတ်ဘူးဆိုရင်တော့မှတချို့မှအဲ့ဒီအတွေးတွေဝင်လာပြီအဲ့လိုနီးနေတဲ့ဖြက်စည်းနေတာလေအများကြီးပဲပတ်စံပေးပြီးပျော်အောင်ထားပြီးစစ်သားကိုမွေးနေတာ ကလေးတွေရည်ရွယ်ချက်ကဘာလဲဆိုတာမရှိငါတို့ဘာလုပ်နေတယ်ဆိုတာကိုလေခေါင်းထဲမှာမထည့်ပဲနဲ့မထည့်ပဲနဲ့ခုနကပြောသလိုမျိုးပေါ့နော်အဲ့တော့ဘယ်လိုပဲခေါင်းဆောင်ပိုင်းတွေကဘယ်လိုပဲလုပ်လို့မိမိရဲ့ရည်ရွယ်ချက်ကဘာလဲမိမိခံချက်ကဘာလဲကိုခံချက်တိုင်းကိုအလုပ်လုပ်သွားမှာလေကိုကိုရှောက်ခဲ့တဲ့လမ်းကိုလေကိုအဆုံးကမ်းတိုင်အောင်ရှောက်ကမှာအဲ့ဒီဆုံးကမ်းတိုင်အောင်ရှောက်တဲ့နေမှာငငက်တက်ပြက်တွေဆင်းပင်မဆင်းရဲမှုတွေအများကြီးဒုက္ခဆိုတာတငယ်ချင်းဖြစ်နေပြီဒုက္ခဆိုတာကိုတငယ်ချင်းဖြစ်နေပြီဒုက္ခရောက်နေတယ်လို့စိတ်ထဲမှာတော့တွေးနေဩဒုက္ခကငါတငယ်ချင်းအရင်ဖြစ်နေပြီ ဟာလာငါမှလည်းအကူစရာဒုက္ခပဲရှိတယ်ဒုက္ခလည်းအကူစရာငါပဲရှိတယ်ဆိုပြီးတော့မှအဲ့လိုကိုဖြစ်နေပြီခံယူထားတာအဲ့တော့အခုလက်ယနေ့ထပ်မံပြီးတော့ရောက်ရောက်လာတဲ့တပ်ဖွဲ့ဝင်တွေကပြင်းမှန်းမာတယ်ဆင်းရဲပါတယ်ဒုက္ခရောက်ပါတယ်ငတ်ပါတယ်ဆိုတာကျွန်တော်တို့တော်လှန်ရေးအစအရဲဘော်တွေကိုမှီသလားမှီသလားကျွန်တော်ရဲတော်လှန်ရေးအစအရဲဘော်တွေကိုမှီသလားငါတို့ဒီကနေ့လုံလုံနိုင်ခဲ့တယ်ဆိုတဲ့အရာတွေမှီပြီလားငါတို့၄နှစ်တောင်ဘာလို့ဒီလောက်ပြင်းပြင်းမဲမဲစင်စင်ရဒုက္ခတွေကြာမှာရက်တည်လာခဲ့တာလဲငါတို့ခံယူချက်ပဲ ငါတို့ဘန်းနိုင်မယ်ငါတို့ဘန်းနိုင်ရောငါတို့အရောက်သွားမယ်ဟုတ်လားငါတို့ခံယူချက်နဲ့ငါလမ်းမပေါ်လမ်းလွဲပေါ်ကိုမရောက်တာဘလို့ပဲဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်ဖြစ်နေရောက်နေရောက်ခဲ့ပြီငါခံယူချက်ကဒါပဲဟုတ်တယ်နော်ခံယူချက်အတိုင်းပဲဆက်ပြီးတော့ရှောက်နေရမှာသွားနေရမှာဖြစ်တယ်အခုတော့မုတ်ဖိုးလေးတွေရတဲ့အရာလေးတွေနဲ့စာရပြီးတော့ဟုတ်လားအဲ့မုတ်ဖိုးကနေစပြီးတော့ခလေးတို့လည်းဖြက်စည်းတာပဲအဲ့မုတ်ဖိုးပေးရပေးရနေပြီးတော့စစ်လိတ်တွေအရက်တွေဘာတွေကနေစလာပြီးတော့မှမူရစီဝါတွေဖြစ်လာတာ ငွေစေးပါတယ်ဖြစ်လာငက်ငက်ပါများလာတဲ့အခါကျတော့ကလေးတွေကခုနငက်ရတံမခံနိုင်တော့ပင်မဲမှာများလာတဲ့ခါကျတော့ပင်မဲဆင်းရဲမှုတံမခံနိုင်တော့ဘူးအစ်တားတွေကစစ်သားကောင်းမဟုတ်ဘူးပြည်သူအတွက်လို့ကိုကျိုးစွန်ထားတဲ့သူတွေဟာအဲ့လောက်ကလေးနဲ့ဂျိုင်လဲလို့မရဘူးပြိုလဲလို့မရဘူးပြိုလဲလို့မရဘူးဘာလို့လဲဆိုတော့ ထောက်ဖို့ရက်ဆိုင်သွားတယ်ဒါကြောင့်ပဲเนาะဟုတ်ကဲ့ဟုတ်ကဲ့ပါယေစုတင်ပါတယ်ဗောနော်ဒီလိုကောမက်လေးကြီးလဲယေစုတင်ပါတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့မဆုအနေနဲ့ပြောပြချင်တာကဟိုအဆက်တောင်မှပေးထားရတာလीဒီလောက်ပြင်မဲ့ဆင်းရဲမှုရဲ့တန်ကိုငါတို့ကအစာလေးခံနိုင်ရမှာပြုံးပြုံးလေးနဲ့ခံနိုင်ရမှာလीဒါမှငါတို့ပြည်သူအတွက်ဖြစ်မှာပေါ့ဒါမှငါတို့နိုင်ငံအတွက်ဖြစ်မှာပေါ့ဒီတန်ကိုမခံနိုင်တာလို့သူများတကပေးလာတဲ့မုတ်ဖိုးနဲ့ဖြက်စီးတဲ့အရာတွေကိုငါတို့ကဟိုဘယ်လိုပြောမလဲဟို ကာရသွားမယ်ဆိုလို့ရှိရင်ငါတို့ရဲ့လမ်းကြောင်းတွေပျောက်သွားမှာပေါ့ဥတီချက်တွေပျောက်သွားမှာသူများသားကောင်ဖြစ်သွားမှာပေါ့သူများအခိုင်းတွေဖြစ်သွားမှာပေါ့သူများအခိုင်းဖက်ဖြစ်သွားမှာပေါ့သူများအတွက်ဖြစ်သွားမှာပေါ့ငါတို့ပေးလိုက်ရတဲ့အသက်ကသူများနေရာအတွက်ဖြစ်သွားမယ်နေရာတိုင်းမှာဗမာကြီးဆိုဗမာဗမာဗမာလို့သုံးနှုံးသွားတာကြီးအများကြီးပဲရင်နာဖို့အရင်ကောင်းတယ်ကျွန်တော်တို့ကဗမာကြီးဗမာနိုင်ငံမြန်မာနိုင်ငံဗမာလူမျိုး ဟုတ်တယ်နော်မြန်မာနိုင်ငံဘက်မှာလည်းမျိုးကျွန်တော်ဒီလောက်ပဲပြောမယ်ဒီလိုအသုံးနှုံးလေးကဘယ်နေရာမှာဘယ်နေအတိုင်းနာမှာဘာတွေသုံးနှုံးနေပြီလဲဆိုတာကိုအားလုံးပို့တွေမှာမြင်လိမ့်မယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမြန်မာလူမျိုးကျွန်တော်တို့မြန်မာနိုင်ငံအေဂျင့်ဖို့အတွက်ကျွန်တော်တို့စူးစမ်းနေတာဖြစ်တယ်တိုက်ပွဲဝင်နေတာဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံစူးစမ်းဖို့ဟိုကျွန်တော်တို့မြန်မာနိုင်ငံအေဂျင့်ဖို့အတွက်ကျွန်တော်တို့စူးစမ်းနေတာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေအတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်ခေါင်းစဉ်ခေါင်းစဉ်ပြည်သူပြည်သူဆိုပြီးတော့အကြောင်းပြပြီးတော့ကိုရှိနေတဲ့အာဏာတွေနဲ့ စုဖွဲ့ပြီးတော့မှအပြိုင်ဆိုင်နေစီးပွားရေးတွေလှုပ်ရှားနေကြပြီးတော့ခုနမဆုပြောသလိုမျိုးပေါ့ကလေးတွေအဆုံးချနေကြတားကောင်တွေကကလေးတွေပဲကိုယ်ကလေးတွေပဲကိုယ်ကလေးတွေကခိုင်ချက်မကောင်းနေတာပင်မဆင်းရဲမှုငတ်တတံကိုမခံနိုင်နေတာပင်မဆင်းရဲမှုငတ်တတံကိုမခံနိုင်နေတာမဆုတို့ဒုက္ခရောက်ခဲ့တယ်ဆိုတဲ့အချိန်ကသူတို့ပြောပြတယ်ငါပြီးတွေ့လို့စားမတွေ့ဘူး စီဆိုတာလည်းဘယ်နဲ့နဲ့မှမရှိဘူးစံချက်စရာမရှိလို့မြစ်တွေပဲပြုတ်စားရအခက်ရတယ်အနက်တွေအများကြီးပဲစားခဲ့ရတယ်ဘဝပကတ်ဆိုတာလည်းမရှိဘူးမိုးကဆိုတာလည်းမရှိဘူးရောက်တဲ့နေရာတောတို့တောတောင်တွေထဲမှာဘယ်လိုအပင်မျိုးဖက်ပင်တွေရှိတယ်အဲ့ဒီဖက်ပင်လေးတို့ထိုးထိုးထိုးတေ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 းတဲလေးတွေနဲ့လိုက်လို့ညီခဲ့ရတာစားခဲ့ရတာမှန်ဆိုတာလည်းကြည့်ဖို့မရှိဘူးအခုမိတ်ကပ်တွေလိမ့်ထားတယ်နှာခမ်းတွေစိုးထားတယ်မိတ်ကပ်တွေလိမ့်ထားတယ်မဆိုမိတ်ကပ်တွေလိမ့်ထားတယ်အခု မိကမပြောနဲ့မှန်တော့ဘယ်နာရှာအမှန်မသိတဲ့ဘဝမိကဆိုတာဝေလာဝေမှန်တော့ဘယ်နာကိုရှာအမှန်မသိတဲ့ဘဝကနေကျွန်တော်တို့ဒီလိုစခဲ့တာဒီလိုဒီလိုမျိုးအနေထားမျိုးတခုဟိုရောက်ရှိလာခဲ့တာရောက်ရှိလာခဲ့တာအဲ့တော့နင်တို့လက်ရှိမှာတော်လှန်ရွေးတော်မှာဆိုပြီးတော့မှအခုရောက်လာပြီးတော့မှနင်တို့ပေးဆက်နေတယ်ဆိုတဲ့ဟာကြီးကနို့အလကားကြီးနို့စစ်သားမဟုတ်ဘူးစစ်ကြွားကြီးပြည်သူအတွက်လို့ပြောပြီးတော့မှနင်တို့ပြည်သူအတွက်မဟုတ်ဘူးနင်တို့ကိုကိုကိုအတွက်တောင်နင်တို့ အရေးချင်းမရှိသေးဘူးကို့မိသားစုအတွက်လည်းနင်တို့မကာကွယ်နိုင်သေးဘူးနင်တို့ပြည်သူကိုကာကွယ်ဖို့နေတာနင်တို့မိသားစုအောင်တို့ကာကွယ်နိုင်သေးလို့လားနိုင်ငံကောင်းဖို့နင်တို့လုပ်နေနင်တို့ကိုယ်နင်တို့ကောင်းအောင်နေနေကြပြီလားရဲဘော်တွေကိုပြောတာနော်ကိုကိုကိုကောင်းအောင်နေနိုင်ကြပြီလားနိုင်ငံကောင်းဖို့လာမပြောနဲ့ဘူးပြည်သူတွေကောင်းစားဖို့လာမပြောနဲ့ဘူးစစ်မှန်တဲ့လမ်းကြောင်းပေါ်ငါရှောက်နေပြီလားဟုတ်တယ်နော်အဲ့တော့ဟိုပြောပြချင်တာကခုနခေါင်းဆောင်ပိုင်းတွေကလည်းစနစ်တကျအုပ်ချုပ်သွားမယ်ရဲဘော်တွေအားလုံးကလည်းကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ့်ရဲ့ ဆုံညက်ချက်ကိုရှောက်တဲ့လမ်းကိုအဆုံးထိကိုရှောက်ဖို့အတွက်မှာပြင်ပန်းမှုတွေရှိရဲ့ဆင်းရဲမှုတွေရှိရဲ့ဒီဟာတော်လန်ရေးရဲ့တက္ကနာမှာဖြစ်ပြနေတာတော်လန်ရေးပြီးရင်မင်းသားမင်းသမီးတွေဖြစ်ပြီနင်တို့အရှင်သခင်တွေဖြစ်ပြီဟုတ်တယ်နော်လက်ရှိတော်လန်ရေးမှာပေါဝင်တိုက်ပွဲနေဝင်နေကြတဲ့သူတိုင်းအားလုံးဟာတော်လန်ရေးပြီးွားလို့အသက်ရှင်လေးကြံခတ်ပြီးဆိုရင်အရှင်သခင်တွေဖြစ်ပြီမင်းသားမင်းသမီးတွေဖြစ်ပြီနာမည်ကြီးနေတဲ့အကယ်ဒမီဆုရှင်မင်းသားမင်းသမီးတွေလောက်မင်းသားမင်းသမီးတွေအောင်နင်တို့လောက်ချစ်ခံရမှာမဟုတ်တော့ဘူးမဟုတ်တော့ဘူးဘာလို့လဲ မင်းတို့အသက်တွေမသေလို့ကြံနေတဲ့တော်လန်ရဲ့သားသမီးတွေအနာဂတ်မျိုးဆက်သစ်လူငယ်ဖြစ်တဲ့အတွက်ရုပ်ရှင်နာမည်ကြီးမင်းသားမင်းသမီးတွေလောက်တော့မင်းတို့လောက်အချင်းမခံရတော့ဘူးကိုနိုင်ငံအတွက်ကိုပြည်သူအတွက်ဆိုရင်ကိုကကိုကိုနိုင်ရကောင်းနေမှာဖြစ်မှာစီကင်းရှိနေမှာဖြစ်မှာစီကင်းမရှိဘဲနေရာတိုင်းမှာစီကင်းမရှိဘဲနဲ့နေမယ်ဆိုရင်ဘယံမလာဖြစ်အောင်မှာပဲစီကင်းဆိုတာမိမိရပဲစတာပဲဟုတ်တယ်နော်မိမိတယောက်ချင်းစီတိုင်းကစတာပဲတယောက်ချင်းစီတိုင်းကစီကင်းရှိရှိလေးနဲ့ငါတို့တော်လန်ရေးကို ဟိုလမ်းကြောင်းမှန်မှန်လေးပေါ့ရှောက်လန်းသွားမယ်ဆိုရင်ငါတို့တော်လန်ကြီးကကျင်းတေပေါက်လဲအောင်ပါပဲအောင်မြင်ပြီးရဲ့နောက်မှာလဲပျက်စီးဆုံးရှုံးမှုတွေနေပါလိမ့်မယ်ဘာလို့လဲအားလုံးကစီကန်းရှိရှိနဲ့တက်ညီလက်ညီလှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်အောင်မြင်မှုရဲ့နောက်မှာလဲအလားတာကောင်းလေးအများကြီးပဲအများကြီးကိုလိုက်ပြီးရှင်းစရာမလိုတော့ဘူးဟုတ်လားနောက်မှဆိုရင်သဘုံတွေဖြစ်ကုန်ဦးမှာ तू ကလက်နဲ့တစုနဲ့စုဖွဲ့မိုက်ကြီးခွဲ तू ကလက်နဲ့တစုနဲ့စုဖွဲ့မိုက်ကြီးခွဲ အဲ့တော့ဟိုရဲဘော်တွေအနေနဲ့လည်းပြောချင်တာကကိုယ့်ရဲ့ခံယူချက်အတိုင်းပဲဟိုမတိတ်မဆောင်းမဲနဲ့ပေါ့နော်ရှောက်လန်းကြပါနော်ကိုယ့်ရဲ့ခံယူချက်အတိုင်းပဲမတိတ်မဆောင်းနဲ့ရှောက်လန်းကြပါဟိုစစ်သားဆိုရင်လည်းစစ်စင်ကြီးစီကံရှိမယ်အရက်သားပြည်သူဆိုရင်လည်းအရက်မှာလည်းအရက်ဖက်ဆိုင်ရာစစ်စင်ဟိုအရက်ဖက်ဆိုင်ရာစီကံတွေရှိပါတယ်စစ်တပ်မှာဆိုလို့ရှိရင်လည်းစစ်စင်ကြီးစီကံတွေရှိပါတယ်အဲ့တော့ကိုကဟိုစစ်သားလားစစ်ကြွားလားဆိုတာလည်းလူသေးတယ်မိမိကလက်နဲ့ကင်ပြီးတိုက်ပွဲဝင်မှုလာတာစစ်ကြွားလို့ဖို့ဆိုရင်တော့အလကားပဲဘာလို့လဲရှေ့တန်းလည်းလွတ်မရနောက်တန်းမှာကြာလည်းအလုံးမရှိဘူးနောက်တန်းမှာကြာလည်းတစ်တပင်းတော့မဆိုင်ချင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲ ဟုတ်တယ်နော်နောက်တန်းမှာလည်းတစ်တပင်တော့မဆိုင်ချင်ဘူးဘယ်လိုလုပ်မလဲဒီ site တဲ့တစ်ပင်ရတယ်ဒီတိုင်းရင်တက်ဖွဲ့တက်ခွဲအားလုံးစားဖို့အတွက်ပဲအဲ့တော့ပြောချင်တာကရှင်းတန်းလည်းမလိုက်ချင်ဘူးနောက်တန်းမှာလည်းဒီလိုမလုပ်ချင်ဘာလုပ်ချင်တာလဲဆိုတော့ uniform လေးဝတ်ပြီးတနက်ပေါ်မှာတော့ဟာ PDF ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟာလာအိမ်ပြန်ရှင်တဲ့အမေကိုလွမ်းတာတို့နော်အမေကိုလည်းလွမ်းနေတာတို့အပြည်သူတက်ဘာပါဆိုတာမျိုးတွေကိုပို့တွေကတော့အမျိုးမျိုးတွေတင်ပြီးမှတကယ်ဖိုက်တာစစ်သားကြီးတွေလုတ်ပြနေတယ်စစ်သားတွေအများကြီးရှိတယ်နော်စောက်သုံးမကြတဲ့ PDF တွေအများကြီးရှိတယ်နော် အများကြီးရှိတယ်နော်မဆုပြောနေတာဒီကလေးတွေကအဲကလေးတွေလွဲနေတယ်အဲလွဲနေတဲ့ကလေးတွေကိုလည်းတက်မှတ်ပေးရမှာတော့ခေါင်းဆောင်တွေရဲ့တာဝန်ပဲဖြစ်တယ်ခေါင်းဆောင်တွေရဲ့တာဝန်ပဲတော်တော်များများခေါင်းဆောင်တွေကပို့ပြီးတော့အရေးကြီးပါတယ်ခေါင်းဆောင်တွေကပို့ပြီးတော့မှအရေးကြီးတယ်ခေါင်းဆောင်တွေရထားခေါင်းလို့ပဲအလေခေါင်းကဖောက်ထွက်လို့မရဘူးဖင်ကနေသွားလို့မရဘူးကောင်းသွားတဲ့နောက်ကိုနောက်ကအတန်းလိုက်ပါသွားမှာပဲရှင်းရကောင်းဆောင်မကောင်းရင်နောက်ကအတန်းလိုက်ကတော့မကောင်းဘူးကောင်းဆောင်ကအဓိကကြားတယ်เนาะအဲ့တော့ခုနကောင်းဆောင်တွေက မလောက်ပဲကောင်းကောင်းနောက်လိုက်ကောင်းမှလည်းခေါင်းဆောင်ကခေါင်းဆောင်ကောင်းတရဖြစ်မှာပဲအဲနောက်လိုက်တရလည်းခုနကလူမျိုးလေးလိုအပ်သေးတယ်နောက်လိုက်ကောင်းဖို့အတွက်ကလည်းလိုအပ်နေသေးတယ်ရဲဘော်တွေကလည်းနော်အဲ့တော့ဟိုပြောချင်တာကတော်လန်ရဲ့ရဲဘော်တွေအားလုံးကစီကန်တကြနဲ့နော်စီကန်တကြနဲ့လက်နက်တွေကိုကင်တွယ်မယ်စီကန်တကြနဲ့နေထိုင်သွားမယ်စီကန်တကြနဲ့ငါတို့တော်လန်ရဲ့ကိုလှုပ်သွားမယ်နော်စီကန်တကြနဲ့တော်လန်ရဲ့ဘောင်တွင်းတဲကနေနေပြီးတော့မှပြည်သူအတွက်စနစ်တကြနော်စီကန်ရှိရှိပြည်သူအဆက်အိုးအိမ်ကိုငါတို့ကာကွယ်ဆောက်ရှောက်သွားဖို့လိုတယ် ုတ်တယ်နော်အဲ့ဒီလိုအခုချိန်ထဲကစီကံမရှိဘူးဆိုရင်အလားလာကြီးမကောင်းပါဘူးနော်အလားလာကြီးမကောင်းဘူးအဲ့တော့ရဲဘော်တွေကလည်းရဲဘော်တွေရဲ့ဟိုရဲဘော်ကျင့်ဝင်အချက်30ရှိတယ်ဟုတ်တယ်နော်ရဲဘော်ကျင့်ဝင်အချက်30တဲ့ ਨੇ ကိုက်ကိုက်နေအောင်နေထိုင်ရမယ်ခေါင်းဆောင်တွေကလည်းခေါင်းဆောင်ရဲ့အရေချင်း16ချက်ရှိတယ်ခေါင်းဆောင်ရေချင်း16ချက်နဲ့ကိုက်နေအောင်ခေါင်းဆောင်တွေကလည်းပြုတ်ကျင့်နေထိုင်သွားရမယ်ရဲဘော်တွေကလည်းရဲဘော်ရဲ့ကျင့်ဝင်အချက်30ရှိတယ်ရဲဘော်တွေရဲ့အချက်30အချက်30နဲ့ကျင့်ဝင်နဲ့ညီညွတ်စွာနေထိုင်သွားမယ်ဆိုရင်ကျွန်တော်တို့က စစ်မှန်တဲ့ဒီမိုကရေစီလမ်းကောင်းမဟုတ်ဘူးကျင်းနေပေါက်ရောက်မှာကျွန်တော်တို့ရဲ့တော်လှန်ရေးကလည်းကျင်းနေပေါက်အောင်မှာတော်လှန်ရေးအောင်မြင်ပြီးသွားတဲ့နောက်မှာလည်းဇက်ရှုပ်တွေဟိုဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိတော့ဘူးစနစ်တကျဖွဲ့စည်းထူထောင်ထားပြီးတော့စည်းကမ်းရှိရှိအုပ်ချုပ်နေထိုင်သွားတာဖြစ်တဲ့အတွက်ဟုတ်တယ်နော်မရှိတော့ဘူးအဲ့တော့နောက်အခုရှုပ်မှနောက်ရှင်းအခုရှုပ်နေတဲ့အရာတွေကနောက်ရှင်းမှာပဲ တော့အခုလိုဒီလိုစကားတွေကဒီချိန်ထဲကနေပြီးတော့မှဟိုမပြောလို့ရှိရင်တော့ပို့ပို့ပြီးတော့ဆိုးလာမယ်၄နှစ်တောင်ရှိသွားပြီအဲ့တော့ပြောဖို့အချိန်တန်လာပြီကလေးတွေကိုမူးယစ်ဆေးွားရည်နဲ့မဖြက်စည်းပါနဲ့လူငယ်တွေရဲ့အနာဂတ်တွေကိုစနစ်တကျမြေတောင်မြှောက်ပေးဖို့လိုအပ်ပါတယ်လမ်းကြောင်းမှန်ဖို့ရောက်အောင်လို့တဲ့ပေးဖို့လိုအပ်ပါတယ်နော်ငါတို့ခေါင်းဆောင်အင်းငါတို့တပ်ဖွဲ့အင်းအားတခုတိုးဖို့အတွက်ငါအရာရှိဖြစ်ဖို့အတွက်ငါခေါင်းဆောင်တယောက်ဖြစ်ချင်တဲ့စိတ်ဆန္ဒတခုနဲ့ကလေးတွေကိုမှုရင်စေးွားတွေနဲ့စီယုံတိမ်သွင်းပြီးတော့ လမ်းမပေါ်ကိုရောက်နေတဲ့ကလေးတွေများစွာရှိနေပါတယ်ဒီလိုဒီလိုမျိုးမဖြစ်ဖို့အတွက်ခေါင်းဆောင်တွေကခေါင်းဆောင်တွေမှာတာဝန်ရှိတယ်เนาะခေါင်းဆောင်တွေမှာတာဝန်ရှိတယ်အဲ့လိုခေါင်းဆောင်မျိုးကလည်းတော်လှန်ရေးအောင်သွားလဲနေဟာလောက်လောက်ကြိုက်တဲ့ဟိုဘာလဲခြံစားနေတဲ့ခေါင်းဆောင်ပဲဖြစ်မယ်ဟုတ်တယ်เนาะမင်းအောင်လိုက်စစ်တပ်နဲ့ပထူမကြခေါင်းဆောင်ပဲဖြစ်မှာပဲဘာလို့လဲအဲ့ဒီကလေးတွေကပြည်သူတွေအနစ်နာခံကျင်တဲ့ကိုကျိုးစွန့်နဲ့စိတ်သိမ့်မရှိတော့ဘူး ရားပေါက်ရလန်တစ်ခုကိုပဲတွေးနေပြီရားပေါက်ရလန်ကိုပဲကြည့်နေဘယ်နေရာရားပေါက်ရလန်ရှိမှလဲဘယ်နေရာစားပေါက်ချောင်မှလဲဘယ်ရမဟုတ်ဘူးရမှလဲဆိုတာကိုတွေးသွားပြီငါတို့ပေးဆက်ဖို့ဆိုတာကြီးမရှိတော့ဘူးအနစ်နာမခံတော့ဘူးတော်လန်ရေးကအနစ်နာခံရတယ်တော်လန်ရေးသမားစစ်စစ်ကအိမ်မှာနေလို့မရတော့ဘူးတော်လန်ရေးသမားစစ်စစ်ကမိသားစုတွေနဲ့ဘယ်သူမှရှိမနေတော့ဘူးအဲ့ဒါတော်လန်ရေးသမားအစ်စ်ပဲဟုတ်တယ်နော်အဲ့ဒါတော်လန်ရေးသမားအစ်စ်ပဲကဲအားလုံးကိုကျေးဇူးလဲ တင်ပါတယ်နော်မဆကူနာပြောသလိုမျိုးပဲပို့လေးအောက်ကလေးကနေတော့မှအာကွန်မန့်လေးတချောင်းချင်းလေးအကြံဉာဏ်လေးတွေပေးသွားပါမဆုလည်းဒီထက်ထက်ပြီးတော့မှပေါ့နော်ပြည်သူတွေစီကရှိလာမဲ့ဘ ഹു တုတ္တရီနဲ့ပေါ့နော်ဟိုပြန်ပြီးတော့မှတော့ဟိုတူတော်လည်းရွတ်တော့ပေါ့နော်စူးစမ်းပေးသွားပါမယ်နော်စူးစမ်းသွားမှဖြစ်ပါတယ်အဲ့တော့မဆုရလိုအပ်လိုအပ်ချက်ရှိနေတဲ့လိုအပ်ချက်ကလေးတွေကိုလည်းဒီ comment ကလေးတွေအနေမှာဖြည့်ဆွမ်းပြီးတော့မှရေးသားပေးသွားဖို့လည်းမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အရေးတော်ဘုံ အောင်ရမည်အရေးတော်ဘုံအောင်ရမည်အရေးတော်ဘုံအောင်ရမည်အောင်ကိုအောင်ရမည် 阿罗，fighting！